စပိန်လူမိုက်တွေကိုအိမ်ခေါ်ပြီးတော့လိမ္မာအောင်ဆုံးမတော့မယ့်စီမံကြီး အားလုံးမင်္ဂလာပါဒီတစ်ပတ်မှာဆိုရင်တော့ဟိုတင်မပါဝင်တဲ့တံပလာတံပွဲတွေကပြန်လဲစတင်လာမှာဖြစ်ပါတယ်တံပလာမှာဆင်မြန်ကြီးတို့အတင်းဟာနှစ်ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့သုံးပွဲမြောက်အနေနဲ့စပိန်လူမိုက်အတင်းကိုအင်္ဂလန်မှာလက်ခံစားသွားရမှာပါစပိန်လူမိုက်အတင်းကဒီအတီချေဆွမ်းရလက်ပိုင်းမှာတိတ်မဆိုးထားတဲ့အတင်းဖြစ်နေတာကြောင့်ဆင်မြန်ကြီးတို့တက်ပွဲချက်တပွဲလို့ပြောလို့ရပါတယ်ဒါပေမဲ့အင်ရှင်အားနဲ့ဆင်မြန်တို့နိုင်ပွဲဆက်နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါဒီနေ့မှာတော့ဆင်မြန်နဲ့စပိန်လူမိုက်တို့ရှင်နိုင်ကြမယ်ဆင်မြန်လေးပွဲစဉ်လေးကိုတင်ဆက်ပေးနေပါတယ်ဆင်မြန်တို့ကတော့ပြည်တွင်းလီမှာပါအတိပံပေါ်ရောက်ရှိနေပြီးတော့ယုံကြည်မှုရ အပြင်ပိုင်းကိုရောက်ရှိနေပါတယ်။ကစားသမားတွေရဲ့ပွဲပန်းနိုင်တဲ့အခြေအနေတွေကြောင့်ဆီမန်တို့လည်းကစားသမားအပြောင်းအလဲတွေလှုပ်လာနေပါတယ်။အဲဒီမှာဆာကာနဲ့ယူကရက်စ်တို့ကိုအသုံးပြုနိုင်ပေမယ့်ဗဲချမ်းမှာတော့ထော့ဆက်အစားမာတီနယ်လီကိုပဲအခွင့်အရေးပေးလာနိုင်ပါတယ်။ဂွန်လန်မှာလည်းမာရီနိုခွင့်အရေးရလာနိုင်ပြီးတော့ခန်းဆက်ပိုင်းမှာတော့တင်ပါအစားဘန်ဝိုင်းနဲ့ပွဲထွက်လာနိုင်ပါတယ်။ဖကားစပိန်လူမိုက်တို့ကဒီပွဲမှာလူဆုံးထုတ်လာမှုရှိနေပြီးတော့အဲဒီကဂုံမျိုးနေတဲ့အေဗရက်စ်ကလည်းစောင့်ကြည့်ရမယ့်ကစားသမားဖြစ်ရှိနေပါတယ်။မိုက်တို့အာဒီယာဒီတမ်ပလာမှာတော့ဖရန့်ဖို့ကိုအနိုင်ရရှိထားပေမယ့်ဘကိုးအသင်းကိုအဝေးအပွင့်မှာရှုံးနေထားပါတယ်။ဒါပေမဲ့ဘကိုးအသင်းကလ ေလူမိုက်တို့ကိုခက်ခက်ခဲခဲကစားခဲ့ရပြီးတော့နောက်ကျကုန်းထဲမှာအနိုင်ရရှိခဲ့တာပါစပိန်လူမိုက်အသင်းဟာပြည်တွင်းပွဲစဉ်တွေမှာဆိုရင်တော့ဟလဝါတို့ကတော့ငါးခုနှစ်ခုနဲ့ကိုပြတ်အနိုင်ရရှိတာပါတယ်အကြောင်းလူမိုက်တို့ကလည်းရှော့တက်လို့ရတဲ့အသင်းမဟုတ်ဘဲနဲ့စမန်တို့ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်မှရှိနေပါတယ်ဒီနေ့က2018ယူရိုပါလိရှင်ကြီးဖိုင်နယ်မှာထိတိုက်တွေ့ဆုံခဲ့ကြပြီးတော့နှစ်ကြော်ပေါင်းနှစ်ခုတကူနဲ့စမန်တို့ကနောက်တစ်ဆင့်ကိုတလန်းခံနိုင်ခဲ့ပါတယ်ကျွန်တော်တို့ကလက်ရှိမှာနိုင်ပွဲတွေရနိုင်ခဲ့တယ်ဆိုပေမဲ့ချက်စွမ်းပိုင်းကလိုအပ်ချက်တွေတော့ရှိနေပါတယ်စမန်တို့ရဲ့ခံစစ်ကအတိအကျဆုံးပုံစံမှရှိနေပေမဲ့တိုက်စစ်ကတော့လိုသလောက် ီးဖို့တွေမရသေးပါဘူး။ဒါကတစ်ဖက်အသင်းကိုဂိုးပြန်မပေးရတဲ့ပွဲတွေဆိုရင်နည်းနည်းလေးအဆင်ပြေနိုင်မယ်ဆိုပေမဲ့တစ်ဖက်ကလည်းဂိုးပြန်သွင်းနိုင်တဲ့ပွဲမျိုးဆိုရင်တော့အခက်တွေ့ရနိုင်ပါတယ်။ဒါကလူမိုက်တို့ကလည်းဒီရတဲ့တိုက်စစ်အားကောင်းနေပြီးတော့ဂိုးပြန်သွင်းနိုင်စွမ်းရှိတဲ့အသင်းမျိုးဖြစ်နေပါတယ်။အချိန်ကခန်းစင်းတဲ့နာမည်ကြီးပဲတဲ့။စီမံကြီးရဲ့လူမိုက်ကင်ကတော့အခုတော့ခန်းစစ်ကထင်သလားမဟုတ်တော့ပဲနဲ့ပေးကူးတွေလည်းများနေပါတယ်။အဲဒါစီမံကြီးနဲ့စပိန်လူမိုက်တို့ရဲ့ပွဲစဉ်ကပြန်လည်သွင်းပြီးအမှန်ကန်ကျင်းကြမဲ့ပွဲလိုပဲထင်နေပါတယ်။အဲတော့ညီမအိုဝင်ကြီးနေကတော့ဒမ်ပလာနဲ့အမှန်ပွားကြမဲ့ညီကိုတို့အတွက်ဘိုးဘော်ကိုပဲပြီးချက်ပေးလိုက်ချင်ပ ်ပါတယ်။သုံးနေ့ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။